ရန်ကုန်မှာမန္တလေးထိသွားကြမလို့ပဲမန္တလေးစာရီဖြစ်တဲ့မီးရှိခိုးတော်မုတ်တီထမင်းပေါင်စတွေကိုဝက်အုံနောက်ဒုတ်ထိုးနံရိုးပေါင်ကြက်ပေါင်စတဲ့ special topping အစုံနဲ့စားလို့ရမယ့်အပြင်ပအဝင်ပစ္စည်းတွေကိုပါမန္တလေးသခိုင်းဘက်ကနေမှာယူအသုံးပြုတဲ့ဆိုင်လေးကိုခေါ်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့မန္တလေးထိသွားကြမလို့ပဲရန်ကုန်မှာပဲမန္တလေးစာစစ်စစ်စားလို့ရမယ့်ဆိုင်လေးကိုခေါ်သွားမှာဖြစ်ပါတယ်။ဒီဆိုင်လေးကကြတော့ဆိုင်ရှင်ကိုရန်မန္တလေးစာရီကြိုက်လွန်းလို့မန္တလေးစာစာဖြစ်တဲ့ခိုးတော်မုတ်တီအမီးရှိထမင်းပေါင်စတွေကို topping မျိုးစုံနဲ့စီစဉ်ပေးထားတယ်မို့လို့ဒါထူးခြားချက်ပေါ့နော်။အဲ့တော့အထင်းမှာဘယ်လို menu ရရှိအောင်လဲဆိုတော့ကျွန်တော် 我讲，拉去玩了。 ဒီဆိုင်မှာကျတော့မန္တလေးစားစာရေးဖြစ်တဲ့မန္တလေးမီးရှင်မန္တလေးမုတ်တီမန္တလေးမုတ်တီဆိုရင်လည်းနန်းကြီးနန်းလက်ရတယ်အဲ့ဒီပြမှာခိုတော်မုတ်တီလိုမန္တလေးထင်းမောင်းတို့ရရပါတော့။ topping နေနေဆိုရင်ပုံမှန်ကြက်ဝက်ငဖရားကျတော့၄000ကျက်ဖြစ်ပြီးတော့တကယ်လို့ special menu ဖြစ်တဲ့ဒုံထိုးနန်ယိုးပေါင်းကျက်ပေါင်းအမဲကျိုးနဲ့စားမယ်ဆိုရင်တော့6000ကျက်ပေါ့နော်။အဲ့ဒီပြမှာ weekend special နေနေဆိုရင်လည်းဝယ်ဝန်းနောက်ရပါသေးတယ်။အဲ့တော့ဒီနေ့ကဝယ်ဝန်းနောက်ရဖြစ်တဲ့လည်းကျွန်တော်ဝယ်ဝန်းနောက်ဒီပါစားသွားမှာပေါ့နော်။ဝယ်ဝန်းနောက်နဲ့ကျက်9000ကျက်ပေါ့။ဟိုရှာလိုင်းထဲမှာဆိုရင်လည်းမျိုးမီရှင်ရှန်ခေါက်ဆိုရင်တူဘူးနေတူဘူးကျော်စားရရပြီးတော့ကျွန်တော်မွေးငါလို့ပြီးတော့မန္တလေးအာ လက်ဖက်ရည်မေမျိုးနှက်ကော်ပြီးစရည်လည်းရတယ်ပေါ့နော်။ဆိုင်လေးကတော့အပေါ်တဲအောက်ထက်နှစ်ထက်ရှိပြီးမိသားစုမိတ်ဆွေတွေနဲ့မနက်စာနှိမ့်လေစာကိုအေးအေးဆေးဆေးစားရင်းနဲ့ထိုင်လို့ကောင်းတယ်ပေါ့နော်။အခုကတော့ကျွန်တော်မှထားလေးရပါပြီ။အဓိကကတော့မန္တလေးမြှိရှည်မန္တလေးမုတ်တီခူတော်မုတ်တီလေးအရင်ဆုံးစားရပေါ့နော်။မန္တလေးမြှိရှည်လေးကတော့ကျွန်တော်ဒါဝအောင်နှောက်လေးနဲ့မှာလာပါရဲ့။တက်ဆောင်ကြပါဦး။အချင်းဆက်လေးနည်းနည်းထက်တယ် ဒီမန္တလေးမြရှိရမှာဆိုရင်တော့ဝက်စီဘက်ကျော်ရယ်ပြီးတော့စက်ဦးကျော်ရယ်ပြီးတခြားအနှစ်တင်နေပါတော့အဘောနအခုလို့ topping ဆောင်းဆောင်းလေးနဲ့ရရခါကြော်လေးရွေးချက်ကြရလေးများပါ့မိရှေလေးကတော့ကော်ရီပဲငပိရဲ့အရသာပြပြနှစ်နှစ်လေးနဲ့ကိုမှငရုတ်တိဆက်ဆက်လေးထဲစားဆိုတော့ကျွန်တော်ကြိုက်ပုံစံလေးပေါ့နော်မိရှေမှာပါရဲ့ပဲငပိနဲ့အချင်းအတွက်ဆိုရင်လည်းမန္တလေးကနေဓာတ်ရယူပြီးတုံးပေးထားဖြစ်တဲ့ကြောင့်မန္တလေးလက်ရဆက်ဆက်ကိုစားရမှာပေါ့နော် ော်ဆွမ်းတော်ကငွေတီးမထည့်ဘူးဆိုရင်ပုံမှန်ရတာပဲပေါ့နော်ကျွန်တော်ဒါရှူရှဲလေးစားကြည့်လို့ငွေတီးများများလေးထည့်တာပေါ့ဝေါ်နောက်လေးရလုံးဝမညှိပဲနဲ့ဟိုမှာနူးဤပြီးခွင်လေးတိုင်းပဲအင်းအလေးရတော့မန္တလေးမုတ်တီကိုမှကျွန်တော်ဒါနန်းကြီးနဲ့မှာထားပါတော့ကြောင့်နက်လက်လဲရရပေါ့နော် ဒါကြောင့်အမဲကျိုးလေးပေါ့နော်ရပဲမုံနဲ့မုတ်ပတ်တိအတွက်ဆိုရင်လည်းစကားပဲတိုက်ရိုက်မှားထားပေါ့နော်အဲ့တော့ပဲမုံနဲ့မှုမှုစစ်စစ်လေးနဲ့စားလို့ကောင်းချက်ပဲပြီးတော့ဆိုရှယ်ရှယ်လေးနဲ့ဆိုတော့စားလိုက်တာနဲ့ရှော့ရှော့ရှူရှူဝင်တယ်အဲ့အပြင်မှာအမဲကျိုးရဲ့ထုတ်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 လေးနဲ့ပေါ့နော်နိုင်ကြီးဘက်ကကြတော့စားရခါကျရင်ပို့ပြီးအလုံးကြီးရခါကျအားရရပေါ့နော်အဲ့အပြင်မှာအီအီလေးနဲ့ တော့မန္တလေးစားစားလေးစားပြီးဆိုရင်တော့မပါမဖြစ်တဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့မန္တလေးမလန်လက်ဖက်ကြီးလေးကျွန်တော်မှားထားပါတယ်။음မလန်နဲ့မှုမွေးလေးနဲ့ပြင်းနေတာပဲ။မဒီဇိုင်းလေးကကြတော့မနက်9နာရီညနေ9နာရီအထိဖွင့်နေပါတော့ကျွန်တော်ကဒါနှစ်ကင်းစားလေးလာစားပါ။မန္တလေးခူတော်မှုတီးပါလူစကိုင်းပေးမှုလို့တုံးခိတာပြလို့ရအောင်လုံးဝအနံ့မှုမှုနဲ့စစ်စစ်ပိုင်ပိုင်လေးစားတာတော်တော်လေးမိုက်တယ်ဗောနော်။ ိုတော်မုတ်တီတို့အရေးတောက်လေးရလဲပိတ်ဆွဲရှင်းရေးလေးပေးထားပါဗောနော်ခိုတော်မုတ်တီရကြာပုံမှန်ဆိုတော့စီနီစီဝါရဲ့မှွေးနံလေးရပြီးတော့ပဲမှုရဲ့စိတ်နဲ့ဘယ်လေးကိုပို့သွားရပါဗောနော်အဲ့တော့ကျွန်တော်ကဒါအဆက်လေးကိုရှူရှယ်လေးစားကြင်လို့ထည့်စားပါတယ်မန္တလေးကြီးသွားကြရမလို့ပဲနော်ရန်ကုန်မှာစားလို့ရပြီဗောနူးနူးနော် လက်ရလေးသဘောကျရတဲ့ထက်စားခြင်းလာလို့တူဘူးကျော်ရဲ့မန္တလေးထမင်းပေါင်းအမဲကျော်တုတ်လေးရပါမှာလိုက်ပါသေးတယ်။ဟုတ်ကဲ့မန္တလေးထမင်းပေါင်းလေးပါ။မန္တလေးထမင်းပေါင်းလေးကိုကျွန်တော်ကစတာလေးနဲ့မှာလာပါရဲ့။ဒီမှာကျတော့ပုံမှန် topping နဲ့မှာလို့ရတယ် special menu နဲ့လည်းတွဲမှာလို့ရပါတော့။ဒီထဲမှာဆိုရင်တူချက်ဦးကြောင်ပြီးတော့စတာပြီးတော့မြေပဲဆန်ကျော်လေးရပြီးတော့ချက်ဦးပါရပါတော့။ပြတိရဆောက်ဖိုက်ထဲမှာဆိုရင်လည်းအချိုမုတ်လို့ချက်တာမုတ်လို့မတုံးတာဟုတ်ပါတော့။တူဘူးတော့ပူပူလေးရှိတယ်။ ူပူးကြော်လေးကလည်းအပေါ်ရင်ကြွကြွလေးနဲ့မှမကြီးကြီးလေးနဲ့ဆိုတော့လက်ဖက်တယ်ပေါ့နော်။ဒါမဲ့မကြီးကြီးလေးနဲ့နည်းနည်းလေးအဆက်ပိုကဲရင်တော့ကျွန်တော်ပိုကြိုက်တယ်။ကဲဒါလေးကတော့အမဲကျော်တုပ်လေးပါအမဲကျော်လေးရကြတထုပ်ထုပ်နဲ့ဘာလို့ရှိရကောင်း ျွန်တော်ဒီနေ့ကတော့မန္တလေးလေးရဆစ်ဆစ်စီကိုခံစားပြီးစားရရမယ်မန္တလေး force မှာလာစားကြရပဲဖြစ်ပါတယ်။ဆိုင်လေးစားလေးကတော့တောင်းကလာပါမျိုးနဲ့မြစ်တာလမ်းမပေါ့အမှတ်ကိုကိုတည်မြင်နေတဲ့မှာပဲရှိပါတယ်။ကျွန်တော်ကဒါဝေစင်နာလက်ဘက်ကဝင်မယ်ဆိုတော့ဝင်ရင်းနာတော့မှာပဲရှိရပါတော့။ဆိုင်ဖွင့်ခြင်းပိတ်ခြင်းလေးကတော့မနက်9နာရီနဲ့ညနေ9နာရီပဲဖြစ်ပါတယ်။ကျွန်တော်ပြည်လို့ကျွန်တော်တော်ပဲအဆုံးသတ်လိုက်ပါမယ်။နောက်လည်းကျွန်တော်ပြန်ဆိုင်လေးပင်ညာလေးကိုခေါ်အောင်လို့ဆက်လုပ်ကြည့်ပါဦး။